တောင်တက်ရင်လည်းပြုတ်ကျပြီးတော့တေဆုံးသွားခဲ့ကြတဲ့သူများမင်္ဂလာပါအမနာမြမကပြန်လဲကြိုးစုံလိုက်ပါရင်တောင်တက်ချင်းဟာဆိုရင်တော့စိတ်လိုရှားစရာအပြည့်ဖြစ်ပေမဲ့အနေရလည်းအပြည့်ပဲဖြစ်ပါရင်အတွေ့အကြုံများတဲ့တောင်တက်သမားတွေတောင်မှတောင်တွေပြိုကျတာမုန်တိုင်းတိုက်တာအောက်ဆီဂျင်ညော်နေတာစားတဲ့ပြဿနာတွေကအတန်းနေရကြားရောက်စေနိုင်တဲ့ပြဿနာတွေပဲဖြစ်ပါရင်တမိုင်းမှာနမဲကျော်တောင်တက်သမားတွေဖြစ်တဲ့ George Mallory ဟာ Everest တောင်ထက်ကိုတက်နေရင်1924ခုနှစ်မှာတရင်အစားနာတောင်မကြားရတော့ဘဲနဲ့ပျောက်ကွယ်သွားခဲ့ရပါရင် သူ့ရဲ့ရုပ်လောင်းကိုတော့85နှစ်အကြာမှသာတွေ့ရှိခဲ့ရပြီးတော့တောင်တက်ချင်းဟာလည်းအနေရရှိချောင်းကိုတက်တည်ပြသွားတာပဲဖြစ်ပါတယ်ဒီလိုဟာဆိုရင်တော့တောင်ထိပ်ကိုရောက်ပြီးမှတေဆုံးသွားတာလားတောင်ထိပ်ကိုတော့မှမရောက်လိုက်ပဲနဲ့တေဆုံးသွားသလားဆိုတာကတော့ဘယ်သူမှမသိသေးတဲ့ကိစ္စတစ်ခုလည်းဖြစ်ပါတယ် ောက်ထပ်တစ်ခုကတော့1996ခုနှစ်က Everett တောင်မုံတိုင်းမတော်တဆမှုပဲဖြစ်ပါတယ်။အဲ့ဒီတုန်းကတော့မတော်တဆတစ်ခုကြောင့်တောင်တက်သမား၈ဦးသေဆုံးခဲ့ပြီးတော့ထိုဖြစ်ပျက်ကိုစာအုပ်တွေနဲ့ရုပ်ရှင်တွေဖြစ်ကိုပြန်လည်ဖော်ပြထားတာတွေလည်းရှိပါတယ်။ဒီမတော်တဆမှုဟာဆိုရင်တော့တောင်တက်သမားတွေကိုထိတ်လန့်သွားစေခဲ့တဲ့တဲ့တင်တစ်ခုလည်းဖြစ်ပါတယ်။မိနစ်ပိုင်းတွင်းမှာပဲချင်းတွေကမတင်မှတ်ပဲနဲ့ပြောင်းလဲနိုင်ကြောင်းကိုပြသခဲ့တာပါ။ကီတူတောင်ဟာလည်းတောင်တက်သမားတွေကြောင်းမှာနာမည်ကြီးပြီးတော့အသက်ဆုံးရှုံးမှုအများအပြားဆုံးရှိတဲ့တောင်ဖြစ်ပါတယ်။ကမ္ဘာဒုတိယအမြင့်ဆုံးတောင်ဖြစ်တဲ့ကီတူတောင်ဟာဆိုရင်တော့ဖြင့်တောင်တက်သမားတည်ဆုံးမှုအမြင့်ဆုံးတောင်တစ်ခုလည်းဖြစ်ပါတယ်။၂၀၀၈ခု းနဲ့မှာတော့တောင်တက်သမား17ယောက်ဟာဒီတောင်ကိုတက်နေခြင်းအတွင်းမှာပဲ17ယောက်စလုံးတနေ့ထဲမှာတည်ဆုံသွားခဲ့ကြပါတယ်2025ခုနှစ်မေလ၄ရက်နေ့မှာလည်းအမေရိကန်တောင်တက်သမားအလက်ဇန်းဒါဖန်ကူဟာနီပေါနိုင်ငံမှာရှိတဲ့မောင်မကလူတောင်ပေါ်တက်နေခြင်းအတွင်းမှာပဲတည်ဆုံသွားခဲ့ရပါတယ်သူဟာရုံးမြစ်ကင်စာကိုတိုက်ဖြတ်နေသူဖြစ်ပြီးတော့ကလေးကင်စာကုသရေးအတွက်ကိုမှလှူဒန်းရန်ရည်ရွယ်ပြီးတော့တောင်တက်ခဲ့တာလည်းဖြစ်ပါတယ်သူရဲ့စခန်းမှာညစာစားပြီးသွားတဲ့နောက်မှာတော့အကြောင်းရင်းတေချာမသိရဘဲနဲ့ပျောက်ကွယ်သွားခဲ့ပါတယ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကလည်းသူရဲ့ရုံးအလောင်းကိုပြန်လည်ရယူနိုင်ဖို့ကြိုးပမ်းနေကြဆဲလည်းဖြစ်ပါတယ်ဂျာမန် ူမျိုးတွေတွက်ကတော့ဝန်내ဖို့ကောင်းတဲ့တည်ဆုံမှုတစ်ခုလည်းဖြစ်ပါရင်1936ခုနှစ်မှာဂျာမန်တောင်တက်တမှာ Andres Hinder Storisa ဟာဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့အီဂါတောင်ရဲ့မြောက်ဘက်မျက်နှာပြင်ပေါ်ကိုတက်နေစဉ်အတွင်းမှာပဲမုန်တိုင်းရဲ့ရေကဲပြုတ်မှုကြောင့်တေဆုံခဲ့ရပါတယ်။ဒါပြင်ကမှဗြိတိရှားတောင်တပ်သမား Joe Tusk ကလည်း1982ခုနှစ်မေလ18ရက်နေ့မှာတိဘက်နိုင်ငံမှာရှိတဲ့ Mount Everest ရဲ့မြောက်အရှေ့ဘက်မျက်နှာပြင်ပေါ်ကိုတက်နေစဉ်အတွင်းမှာပဲပျောက်ကွယ်သွားခဲ့ရပါတယ်။သူ့ရဲ့ရုပ်လောင်းကိုလည်းခုချိန်ထိကိုမှရှာတွေ့ခြင်းလည်းမရှိသေးပါဘူး။တောင်တသမားတွေတွက်ကတော့အောင်မြင်မှုနဲ့တဘာဝအလှတရားတွေကိုခန်းဆားနိုင်ဖို့အတွက်ကအသက်ကိုရင်ပြီးတော့စွန့်စားကန့်တွေကိုရင်ဆိုင်ကြရတာပဲဖြစ်ပါရင်မိစေတို့ကရောဒီဖြစ်ရက်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လို မျိုးများထင်မြင်ကြပါတယ်လဲနော်ကွန်မန့်လေးမှာလည်းဖြေပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်